တော်လံပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာ။နေဦးကိုရိုက်ခတ်လာတဲ့အီရန်နဲ့အီဇရဲလ်စစ်ပွဲအကြောင်းကိုကျွန်တော်ဒီနေ့တင်ဆက်ပေးချင်ပါတယ်။ကျွန်တော်ဒီအကြောင်းအရာပေါ့နော်တင်ဆက်တဲ့အခါမှာတော်လံပြည်သူတချို့ကိုကျွန်တော်နည်းနည်းလေးစူချင်တယ်။တချင်းဆိုတာမပြောနော်။အရန်ချစ်လို့နည်းနည်းပပလေးစူငေါ့ချင်တယ်။စင်ပြေမလား။ Okay ။ဒါဆိုရင်တော့နည်းနည်းပပစူကြည့်မယ်နော်။ကျွန်တော် Facebook သုံးတဲ့အချိန်မှာလေး ိုးကမပိုးစလောင်းကပိုးဆိုတဲ့ပုံစံအတိုင်းပေါ့နော်စစ်ဖြစ်တာကအီရန်နဲ့အစ္စရယ်အစ္စရယ်ကဘုံကျဲတယ်အီရန်ကဒုံးကျည်နဲ့ပစ်တယ်ပေါ့နော်အဲ့ဒါကသူတို့ရဲ့နိုင်ငံမှာကျွန်တော်တို့ကြတော့ Facebook ပေါ်မှာအတကုံဖဲ့ကြတာ fight ကြတာအဲ့မှာလေတော်လံပီသူတန်းမှာသတော်မင်းမြားကတော့ဒီအကြောင်းအရာကိုလေအပြုတ်သဘောဆောင်ပြီးမှ နေကြတာရှိတယ်ဒါပေမဲ့တချို့ကလေ အဆုံးရောက်ကြတယ်ဗျာ ကျွန်တော်ကအဓိကအုပ်စုနှစ်စုကိုကျွန်တော်ခွဲခြားထားတယ်တွေးရှိထားတယ်ပေါ့နော်ပထမအုပ်စုကဘယ်သူလဲဆိုတော့အကျံဖက်ရှစ်ရှုံးကောင်စီကိုမကြိုက်ကြတဲ့ခရိယံဘာသာဝင်တွေအကျံဖက်ရှစ်ရှုံးကောင်စီကိုမကြိုက်ကြတဲ့ခရိယံဘာသာဝင်တွေကလေဘာကြောင့်အစ္စရေးဘက်ကိုရက်တည်ပြီးမှအီရန်ကို မကြိုက်ကြတာလဲဆိုတော့သူတို့ရဲ့ဘာသာရေးယုံကြည်ချက်ပေါ့နော်ဘာလဲဆိုတော့အစ္စရေးလူမျိုးဖြစ်ပေါ်လာဖို့ကအာဗြဟံအိုက်ဆက်ဂျက်ကော့ဂျက်ကော့ပါတော့ ဒီခရိယန်တွေရဲ့တမန်ကျမ်းစာထဲမှာဆိုရင်တော့ဣသရေလလို့ခေါ်တာပေါ့တမန်ကျမ်းစာထဲမှာဗာရေးသားလဲဆိုတော့အာဗြဟံအိုက်ဇက်ဂျက်ကော့ဣသရေလကို မုံတီးတဲ့လူကျင်စာတိုက်တဲ့လူကိုငါကျင်စာတိုက်မယ်။ကောင်းကြီးပေးတဲ့လူကိုငါကောင်းကြီးပေးမယ်ဆိုပြမှတမချန်းစာတဲမှာပေါ့နော်။ရေးသားထားတယ်။အဲ့ဒါကြောင့်ခရီးယံဘာသာဝင်တချို့ကသူတို့ရဲ့ emotion စိတ်ခံစားချက်ကိုမထိန်းနိုင်ဘဲနဲ့လေ။သူတို့ကဣသရေလဘာပဲလုပ်လို့ မှန်တယ်ဆိုတဲ့အချက်ဘက်ကသူတို့ကရက်တည်ပေးတာအဲ့လိုပဲနောက်တစ်ဖက်ကိုကြည့်တယ်ဆိုရင်တော့ကျွန်တော်ပြည်သူထဲရပဲပေါ့နော်မွတ်စလင်နေကူမွန်မတ်တချို့ပေါ့နော်အကုန်လုံးပြောတာမဟုတ်နော်တချို့ကဘာပဲလုပ်လို့မွတ်စလင်နိုင်ငံမှန်တယ်အီရန်မှန်တယ်အီရတ်မှန်တယ်ဆီးရီးယားမှန်တယ်ပါလက်စတိုင်းမှန်တယ်အီဂျစ်မှန်တယ်အစသဖြင့်ပေါ့နော်ဘာလို့လို့အီဇရယ်မှားတယ်ဆိုတော့အယူအဆဖက်ကိုသွားတယ်တချို့ကထင်တာပေါ့အော်အီရန်ကမွတ်စလင်နိုင်ငံဆိုတော့ အစ္စရယ်နိုင်ငံနဲ့ယင်ကရဲမတည့်ဘူးလို့ထင်ကြလိမ့်မယ်။အမှန်ကအီရန်နိုင်ငံကအရင်နှစ်ပေါင်း2500ဝန်းကျင်တုန်းကမွတ်စလင်ဘာသာဝင်လည်းမဟုတ်သူတို့မှကိုယ်ကိုယုံကြည်တဲ့ဘာသာဆိုတာရှိတယ်။ဒီအီရန်နဲ့အစ္စရယ်ကနှစ်ပေါင်း2500ကရဲကယံဘက်ဖြစ်လာဆိုရင်တော့မဖြစ်ဘူးဗျ။မဖြစ်ဘူးလို့ကျွန်တော်ဘာကြောင့်ပြောနိုင်လဲဆိုတော့လေအစ္စရယ်နိုင်ငံကနှစ်ပေါင်း2000ကျော်ပေါ့2500ကျော်ခစ်တုန်းကသူတို့ကအီဂျစ်နိုင်ငံရဲ့ ကျွန်အဖြစ်လဲခံရဖို့တလို့ပေါ့နော်ဘာဘီလုန်နိုင်ငံလို့ခေါ်တဲ့နေပုခတ်နေစာရှင်ဘရင်ကြီးကလေတဖန်ပေါ့နော်ဖန်တယ်အရွယ်ကောင်းတဲ့ခွန်အားတန်မာတဲ့လူငယ်တွေဆိုရင်တော့ဘာဘီလုန်နိုင်ငံကိုသူတို့ကဖန်စီသွားတယ်စစ်တုံးပန်းအဖြစ်နဲ့ဖန်စီတာပေါ့ဗျာဣသရေလမျိုးတွေကဘာဘီလုန်နိုင်ငံရဲ့ကျွန်အဖြစ်နှစ်ပေါင်းများစွာခံခဲ့ရတဲ့အချိန်မှာဘာရှန်နိုင်ငံကဘာဘီလုန်နိုင်ငံကိုတဖန်ပေါ့နော်သူတို့ကသိမ့်ပိုက်သွားတယ် Persian Empire ဆိုတာကတော့အခုခေတ်မှာဆိုတော့ Iran ပေါ့ဗျာဒီ Persian Empire ရှင်ဘုရင်ကြီးဟာ Israel လူမျိုးတွေကို နိုင်ငံ ပြန်တည်ဆောက်ခွင့်ပေးတဲ့ Solomon မြင်းကြီးခေတ်တုန်းကတည်ဆောက်ထားခဲ့တဲ့ဗိမာန်တော်ပေါ့နော်အဲ့ဒါကိုပြန်ပြီးမှတည်ဆောက်ခွင့်ပေးတယ်အဲ့ဒါကြောင့်တမိုင်းကြောင်းအရာကိုကြည့်မယ်ဆိုရင်လွန်ခဲ့သောနှစ်ပေါင်း2500ဝန်းကျင်ခေတ်ကရေက Israel ရဲ့ကြီးရွှင်က Persian ဖြစ်တဲ့ Iran ဖြစ်တယ် ဒီနာဇီဟစ်တလာရဲ့လူမျိုးသုံးတပ်ဖြတ်ခံရခဲ့ရတဲ့အချိန်အဲ့နောက်ပိုင်းမှာဣသရေလလူမျိုးတွေသူတို့ရဲ့နိုင်ငံကိုပြန်လာပြီးမှနိုင်ငံကိုပြန်ပြီးတည်ထောင်တဲ့အချိန်ကျင်ညာတဲ့အချိန်မှာအတိအမတ်ပြုတ်ပေးတဲ့နိုင်ငံဆိုရင်လဲဘာရှန်အီရန်ပါဝင်ပါလေဒါပေမဲ့ဘယ်အချိန်မှာအီရန်နဲ့ဣသရေလကရန်သူတော်ဖြစ်သွားလဲဆိုတော့ရှားဘရင် အာနာတိန်ခံလိုက်ရတဲ့အချိန်မှာလေအခု ဘာသာရေးအစွန်းရောက်တဲ့အီရန်ခေါင်းဆောင်လေသူတက်လာတဲ့အချိန်မှာပြဿနာအကြီးကြီးဖြစ်သွားတာအစွန်းရောက်ဝါဒကိုကင်ဆွဲပြီးမှအီဇိုးနိုင်ငံကိုကပ္ပမေပုံကနေပတ်ထုတ်ဖို့ပေါ့နော်ဖယ်ရှားဖို့ကြွေးကြော်တာအဲ့လိုနဲ့ဒီအရှိလေပိုင်းမှာလေနျူကလ িয়ার ဘုံးဆိုတာကအီဇိုးနိုင်ငံအတွက်အာမခံချက်ကြီးတစ်ခုလို့ဖြစ်သွားတယ်ပေါ့နော်မွတ်စလင်နိုင်ငံထဲမှာဘာလို့ပါကစ္စတန်ကနျူကလ িয়ার ဘုံးကိုပိုင်ဆိုင်နိုင်တာလဲ ကွန်မြူနစ်အစွန်းရဝါဒကိုကျင့်သုံးတဲ့မြောက်ကိုရီးယားနိုင်ငံကဘာကြောင့်နျူကလ িয়ার ဘုံပိုင်ဆိုင်တာလဲပိုင်ဆိုင်ခွင့်ပေးတာလဲဆိုတဲ့အကြောင်းအရာကနောက်ွယ်မှာအချက်ရှိတယ်။ဒါပေမဲ့အရှိအလယ်ပိုင်းမှာအီရတ်တို့၊ဆီးရီးယားတို့၊အီရန်တို့သူတို့ကနျူကလ িয়ার ဘုံကိုလုံးဝပိုင်ဆိုင်ခွင့်မရဘူးအချက်ကလည်းမတူဘူး၊ကွဲပြားတယ်။ပြီးတော့ထူးခြားတာကလည်းဒီအရှိအလယ်ပိုင်းဒေသမှာ အီရန်နျူကလ িয়ার ဘုံးပိုင်ဆိုင်သွားမှာကို အရန်ချောက်တာကအစ္စရယ်အမေရိကန်နိုင်ငံသင်မကဘူးဗျသူရဲ့ဘေနာဝင်းကျင်မှာရှိတဲ့အာရဗ်မွတ်စလင်နိုင်ငံတွေကပါ ကြောက်နေတာဘာကြောင့်လဲဆိုတော့သူမကြိုက်တဲ့တခြားပေါ့နော်မွတ်စလင်နိုင်ငံတွေကိုခေါင်းဆောင်နေသူကရှင်းထုတ်မှာအဲ့ဒါကြောင့် UAE တို့တူရကီတို့ကိုဝေးတို့ကနှုတ်ပိတ်နေတာအခုချိန်မှာဆိုရင်အီရတ်တို့ဆီးရီးယားတို့သူတို့ရဲ့လေပိုင်နဲ့ပေါ့နော် အစ္စရေလကိုလွတ်လွတ်လပ်လပ်ပေးသုံးနေတာတော်လံပြည်သူတဲကမွတ်စလင်ဘာသာဝင်တချို့ကဒါကို နားမလဲကြောင်းနားမလဲတော့သူတို့ထင်တာကအီရန်ကိုထိတယ်ဆိုတာကမွတ်စလင်နိုင်ငံကိုထိတယ်လို့ထင်တာအမှန်ကအဲ့လိုမဟုတ်ဘူးဗျကျွန်တော်မိသားစုဝင်ထဲတောင်မှပေါ့နော်နေကိုမောင်နှမဂျာထဲမှာပြိုင်ဆိုင်မှုကရှိတယ်တချို့မိဘတွေဆိုရင်တော့သူတို့သားသမီးဂျာထဲမှာ အခွေးကြဆက်ဆံခံရတဲ့သားသမီးတွေရှိတယ် အဲ့လိုပဲကျွန်တော်မိသားစုထဲမှာနေကူမော်နမတွေခွေးကြဆက်ဆံခံရတဲ့အချိန်ပြိုင်ဆိုင်မှုရှိခဲ့တယ်လို့ပေါ့နော်ဒီအာရဗ်ကမ္ဘာမှာလည်းအီရန်နျူကလ িয়ার ဘုံရသွားမှာကိုအရန်ကို စိုးရိမ်နဲ့မကြိုက်တဲ့အာရဗ်နိုင်ငံတချို့ရှိတယ်ဗျကဲကျွန်တော်စဆူပြီနော်တော်လံပြည်သူဂျာတဲ့မှာခရီးယန်ဘာသာဝင်တချို့တွေခမရောဖရာတရားကိုင်းဆိုင်တာကိုကျွန်တော်နားလဲပေးတယ်ကိုင်းဆိုင်လို့ရတယ်ဒါပေမဲ့ဘာပဲလုပ်လို့ อิสราเอลမှန်တယ်ဆိုတာကြတော့อิสราเอลကနေဝင်ဘူးနေဝင်ခစ်ကြတဲ့ကဒီထောက်လိုင်းနေပညာတွေအောင်อิสราเอลကပဲတင် जा ပို့ချပေးတာအစဉ်ဆက်ပဲเนาะအဲတော့ကဘူးနေဝင်ကအာနာတင်ပြီးသွားပြီဒါမဲ့လုံးဝသူတို့က boycott တွေမလုပ်ဘူးเนาะစစ်အစိုးရဆက်ဆက်နဲ့လက်ချင်းချိတ်တာအဲ့လိုပဲမွတ်စလင်နိုင်ငံဆိုရင်မှန်တယ်ဆိုတော့ထောက်ခံတဲ့သူတွေလည်းတိဖို့ကအီရန်ဆိုတာက အကြမ်းဖက်မင်းအွန်လိုင်းကို drone နီးပညာတွေ drone လက်နက်တွေစစ်လက်နက်ပစ္စည်းတွေထောက်ပံ့နေတဲ့နိုင်ငံအဲ့ဒါကြောင့်အီရန်နဲ့အီဇရဲဆိုတာကခမည်းကမြန်မာနိုင်ငံကိုတကယ်ချစ်မြတ်နိုးမဲ့ဆိုရင်မြန်မာအကျိုးနံပါတ်၁နံပါတ်၁အရာမှာထားမဲ့ဆိုရင်လိုင်းပေါ်မှာအီဇရဲဖက်အီရန်ဖက်ပဲလိုက်နေစရာကို မရှိဘူးဗျပြောရရင်လေလိုင်းပေါ်မှာအဲ့လိုမျိုးအီရန်အီဇရဲ အဲကိစ္စနဲ့ပတ်သက်ပြီးမှသတင်းမီဒီယာဌာနတွင်ပင်တချို့ကြတော့ Facebook ကိုပိုင် account နဲ့ page တွင်ပေါ့နော် ပုဂ္ဂလိကဝါသနာအရာပေါ့နိုင်ငံရေးသုံးသပ်ချက်တွင်ရေးနေတဲ့ account page လည်းရှိတယ်အဲမှာရန်ဖြစ်နေတယ်ရန်ဖြစ်နေအဲ့လိုရန်ဖြစ်နေတော့လေဘာပြဿနာရှိလာလဲဆိုတော့ကျွန်တော်တို့ပြည်တွင်းကသတင်းစီးဆင်းမှုတွေကအားနည်းသွားတယ်သတင်းမီဒီယာဌာနတွေကလည်းသူတို့ view ကောင်းမဲ့ engagement ကောင်းတဲ့သတင်းပေါ်မှာသူတို့ကတာယာသွားတာ မြေပြင်ကတော်လန်ရေးတသားတွေကကျွန်တော်တို့အတွက်ဒါလူအပ်နေပါတယ်ခြေကမ်ပိန်းတွေလိုပါတယ်ဘာထောက်ဖို့တွေလိုပါတယ်အတန်တစားအစားနဲ့ aura life လွင်တာအကုန်လုံးကညောသွားရင်ဒါပေမဲ့ကျွန်တော်တို့ဖြစ်စေချင်တာဘာလဲ Israel စစ်တပ်က Iran ကိုဘုံကျဲတယ်လို့မြေအွန်လိုင်းဘုံကျဲပေးပါလားဆိုပြီးမှလေမဖြစ်နိုင်တဲ့အရာကိုတောင်းတကြတာကျွန်တော်တို့ဖြစ်ရမှာကဘာလဲဆိုတော့မြေအွန်လိုင်းကိုကျွန်တော် ဘုံချဲနိုင်ဖို့ဆိုရင်ကျွန်တော်တိုက်လေရင်ဝယ်လို့မရအောင်လေ drone feather wings က drone အတွက်ရန်ပုံငွေရှာနေတယ် campaign တွေလုပ်နေတယ်ကျွန်တော်တို့ကမင်းအောင်လိုင်းရဲ့အိမ်တက်တဲ့ကိုဘုံဒီချချင်းနဲ့ဘုံချချင်းနဲ့ဆိုရင်တွားပြီးမှ Israel ကိုတွားပြီးမှအားကျနေလို့မရဘူးကျွန်တော်တို့ no ထဖို့ကျွန်တော်ရောင်နေလို့မရဘူးကျွန်တော်လက်တွေလှုပ်ဆောင်ရမှာဖြစ်မှာလက်တွေလှုပ်မှရမှာ အဲ့လိုပဲပြည်တွင်းမှာရှိတဲ့သတင်းမီဒီယာတွင်တကူတော်ဝါသနာအယသတင်းဆောင်ပါတွင် ရေးတဲ့လူတွင် နိုင်ငံတကာသတင်းတွင် ရေးနေတယ်လို့ပဲမြန်မာသတင်းကိုလည်းစူးစမ်းရေးပေးချပါမဟုတ်ရင်တော်လံပြည်သူတွေကလွတ်သွားတာဗျလွတ်သွားတာကိုယ်အိမ်မှာမီလန့်နေပြီမသိဘူးသူများအိမ်ကဘာဖြစ်လဲဆိုဆက်စုနေတော့မယ်အဲ့လိုချင်းနေဖြစ်နေအီရန်နဲ့အစ္စရေးကကျွန်တော်မြန်မာနိုင်ငံအသက်ဘာကောင်းကျိုးမှ မပေးပါဘူး ဆိုးကျိုးကတော့ရေနံဈေးတွင်ဈေးကြီးလာမယ်ဈေးသက်လာပါမယ်အဲဒါကြောင့်ကျွန်တော်တို့တောင်းရအောင်ကျွန်တော်တို့ခုတ်ရပါမယ်နောက်ဗီဒီယိုများမှာကျွန်တော်ပြန်လဲဆုံစီကြပါမယ်ဗျာ